မင်္ဂလာပါရှင် MFP ရဲ့တနေ့တာအညာမြေသတင်းစီစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့စီစဉ်တက်ဆက်သူမူအိန်ကျဲပါ။စကိုင်းတိုင်းကလေးမျိုးမြောက်ပိုင်းကြောက်တိုင်ကျေးရွာမှာစိုးစုတက်တွေကစပေးရှောင်ရာကနေနေရပြန်နေထိုင်ကြသူတွေကိုလက်နက်ကင်ကင်းဆောင်ဖို့ချိန်ချောက်ခိုင်းစေနေရလို့ဒေသခံသတင်းမြစ်တွေက MFP ကိုပြောပါရစေ။ကလေးမျိုးမြောက်ပိုင်းကြောင်းတိုက်ကျေးရွာက နေရပြန်နေတိုင်းကြတဲ့ဒေသခံတွေကိုစိုးစုတက်တွေကပြီးခဲ့တဲ့မလ9ရက်မှာတအိမ်တယောက်နှုံအစည်းအဝေးခေါ်ပြီးတော့အမျိုးသားတွေအားလုံးကိုလက်နက်ကင်တိုက်ပွဲဝင်ဖို့ဗန်ဂါတွေတူဖို့ကင်းဆောင်ဖို့ချင်းချောက်ဖိအားပေးခိုင်းစေတာဖြစ်တယ်လို့ထွက်ပြေးလွတ်မြောက်လာခဲ့သူចောင်းတိုက်ជីវခံအမျိုးသားတို့ကပြောပါတယ် ဒါအပြင်ကျေးရွာအတွင်းပြန်လည်ဝင်ရောက်နေထိုင်သူတွေရဲ့သကောင်စင်းကိုကောက်ယူစစ်ဆေးတာကျေးရွာအတွင်းဝင်ထွက်သွားလာရမှာပပုံတင်တွေတောင်းယူစစ်ဆေးတာ ဝင်ထွက်သွားလာခွင့်ကိုစစ်ဆေးလက်မှတ်ထိုးပြီးမှခွင့်ပြုတာဖြစ်တယ်လို့ဆိုပါတယ်။ကျောင်းတိုက်ကျေးရွာတွင်2024ခုနှစ်မတ်လမှာစစ်အုပ်စုတပ်တွေနဲ့တော်လိုင်းအင်အားစုတွေတိုက်ပွဲဖြစ်ပွားခဲ့ရကြောင်းဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပြီးအခုနှစ်အတွင်းဒေသခံတွေကျေးရွာတွင်ပြန်လည်နေထိုင်နေကြတာပါ။ ကျောင်းတိုက်ကျေးရွာဟာအင်ချေထောင်ကျော်ရှိတဲ့ကျေးရွာကြီးဖြစ်ပြီးတော့စိုးစုတရင်644တရင်89တရင်228နဲ့စစ်ဘက်ရေးလုံခြုံရေးတပ်ဖွဲ့စာရဖယုံတွေနဲ့ထိစပ်နေတဲ့ရွာဖြစ်သလို2020ပြည့်နှစ်ရွေးကောက်ပွဲမှာပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုထောက်ခံခဲ့တဲ့ဒေသခံတွေအများစုနေထိုင်ရာကျေးရွာဖြစ်ပါတယ်။ကလင်းမြို့မှာတော့ကျောင်းတိုက်ကျေးရွာအပြင်စေတော်ဦးကြည်ကုန်းစခန်းကြီး ကံပလဲနှောညောင်ပင် ပြင်သာတောင်ဦးစားတဲ့ကျေးရွာတွေမှာလည်းစိုးစုတက်တွေကဒေသခံတွေကိုလက်နက်ကင်ကင်းဆောက်တာတွေလှုပ်ခိုင်းနေရှိတယ်လို့ဒေသခံတွေကပြောပါတယ်မကွေးတိုင်းပခုတ်ကူပေါက်တဲ့စိတ်ဖြူမျိုးနယ်တွေကိုစက်တလေတီအစတင်အုံပြုတိုက်ခိုက်လာနေတဲ့စိုးစုဟာမလ6ရက်ညပိုင်းမှာပခုတ်ကူမြစ်ချေမျိုးအနီးကကျေးရွာကိုစက်တလေတီ20နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။ ီးခဲ့တဲ့ဇန်နဝါရီလ31ရက်ကစပြီးမကွေးတိုင်းစိတ်ဖြူနယ်အနောက်ပိုင်းနယ်ပေါ့နယ်တောင်ပိုင်းတွေကိုစိုးစုကစက်တက်လေတီနဲ့စတင်ပုံကျဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်းအခုလိုဇက်တိုက်ပုံကျဲတိုက်ခိုက်နေရပါမလ6ရက်ညပိုင်းကမြစ်ချေမြို့အနီးညောင်မင်းကျွော်ကိုစိုးစုကာကွယ်ရေးပစ္စည်းစက်ရုံကပါစာ22ကတက်လာတဲ့စက်တက်လေစီ20နဲ့ဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ကျွော်အနီးရခင်းနဲ့ကြားရောက်ပောက်ကွဲလို့လူထိခိုက်မှုမရှိခဲ့ဘူးလို့ဒေသခံတို့ကပြောပါတယ် စိုးစုဟာမကွေးတိုင်းတွင်ဆက်တက်လေတီအုံပြူပြီးဘုံကျဲချတိုက်ခိုက်တဲ့တလအတွင်းပြည်သူ9ဦးသေဆုံးပြီးတော့10ဦးကျော်ဒဏ်ရာရခဲ့ပါတယ်။ပခုတ်ကူမျိုးအတွင်းမှာလည်းဆက်တက်လေတီစမ်းသက်ပြန်နှံ့တာတွေရှိပေမဲ့ဘုံကျဲတိုက်ခိုက်တာမျိုးမရှိခဲ့ပဲအခုတစ်ကြိမ်မှာတော့ပထမအဆုံးကြိမ်ဖြစ်ကျေးရွာတွေကိုဥတီဘုံကျဲတိုက်ခိုက်တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ ရစ်ချေမျိုးအနီးကျေးရွာတွေကိုဥတီဘုံကျဲတိုက်ခိုက်ခဲ့တဲ့စက်တက်လေဒီ20ထဲကဒဇင်ဟာစိတ်ဖြူကာကွယ်ရေးပစ္စည်းစေယုံထဲကို ပြန်လည်ဆင်းသက်သွားတာလို့သိရပြီးတော့ကြံဒဇင်ကတော့ရစ်ချေမျိုးအရှိတောင်ဘက်စီကိုဆက်လက်ပြန်တန်းသွားတယ်လို့ဆိုပါတယ်အနယ်လေးမြို့ပေါ်မှာအစင်းနဲ့နေထိုင်သူတွေကိုယာအိမ်မှုနဲ့ပြည်သူစစ်အမိခံပြူစောတိတွေပါဝင်တဲ့ဆိုးစုကအကြောင်းမဲ့ချမ်းချောက်ငွေညစ်တာတွေလုပ်နေတယ်လို့မြို့ကန်တွေက MP ကိုပြောပါရတယ်။ ။အဲစင်းတဲ့နေထိုင်သူတွေကိုငွေကျပ်တသိန်းတောင်းတယ်လို့73မြင်းဆောင်နေတဲ့မတရားအိမ်အောင်စုလို့နေမြင်မတူသူတွေကိုအကြမ်းဖက်မဟုတ်ကြောင်းအာမခံကြီးဆိုပြီးတော့ကျပ်70သိန်းအထိငွေညစ်တောင်းတယ်လို့မန္တလေးမြို့တက်မှာနေထိုင်သူတို့ကပြောပါရတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကလည်းစက်သိန်းထောင်ချီတန်အင်ကိုရောင်းချပြီးတော့မန္တလေးမြို့မဟာအောင်မြေမြို့နယ်ထဲပြောင်းရွှေ့လာတဲ့မိသားစုတစ်ခုကိုစိုးစုခန့်ရာအိမ်မှုနဲ့ဘိုးကြီးအဆင့်ရှိသူဆိုတဲ့ပြူစောတီတို့ပါဝင်တဲ့ပူပေါင်းအဖွဲ့ကချိန်ချောင်းငွေညှစ်ခဲ့ပါသေးတယ်။ဒါအပြင်စိုးစုဟာမန္တလေးမြို့ပေါ်မှာအဲစင်းနဲ့နေထိုင်နေတဲ့အိမ်ငါနဲ့စပေးရှောင်လာသူတွေကိုလည်းစမှုထမ်းစင်းကောက်တာတွေပြုလုပ်နေတာကြောင့်စိုးရိမ်ထိန်းလန့်စွာနဲ့နေနေရတယ်လို့မြို့ခံတွေကပြောပါတယ်။ 2024ခုနှစ်ကစပြီးမန္တလေးတိုင်းအတွင်းမှာစိုးစုနဲ့တော်လိုင်းရဲတပ်တွေကြားတိုက်ပွဲတွေပြင်းထန်လာတာကြောင့်မိုးကုတ်၊တပိတ်ချင်း၊စင်ကူ၊မတရား၊မြင်းချံ၊နထိုးကြီးစတဲ့မန္တလေးတိုင်းအတွင်းမှာရှိတဲ့မြို့တချို့ကစပေးရှောင်အများအပြားဟာမန္တလေးမြို့ပေါ်မှာပြောင်းရွှေ့နေထိုင်လာကြတာလို့မြို့ခံတွေကပြောပါတယ်။လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအင်းပြင်ပက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကျောတဲ့ကြောက်တောင်းတွေနောက်ဝင်ရောက်ပုံကိုပါ။ ပုံခိုစရာမတွေ့ပါကမြေအိမ်မဲကိုရှာပြီးဦးကောင်းကိုလက်နှစ်ဖက်နှစ်အုပ်မြေကြီးကိုတံတောင်နဲ့ထောက်ကမှောက်ရနေပါ။ဗဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ။